မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတို့ကို1958ခု January လထုပ်ညဝီရီမဂ္ဂဇင်းအတွဲ6အမှတ်3မှာပါဝင်ခဲ့တယ်စာရေးသူကျော်အောင်ရေးသားထားတဲ့ငြိအုပ်ပြိုတော်လို့နာမည်ရတဲ့ဝိထုတိုကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နာတော်တာစင်ကြည်ပေးပါအောင်ခင်ဗျာ ညေအုပ်ပြို့တော့ကျွန်တော်အိယာမှနိုးတော့အခါ9နာရီခန့်ရှိနေပြီ9နာရီထိုးပြီဖြစ်တော့လေညကလေးကအဆက်မပြတ်ရွာနေတော့မိုးကြောင်နေအောင်ကိုပင်မမြင်ရသေးပြီကြပြားကြရမျက်နှာသိ၍ကြောင်းသွားရန် ပြင်ဆင်နေခိုက် နောက်ဖေးအိမ်မှစူစူညံ့ညံ့အတန်ကြားရသည်ဂယုဆိုင်နားထောင်သည့်အခါ အင်းရှင်အမေကြီးဒေါ်ဖွားရှင်၏ငိုတန်းကိုပါကြားရ၏တစုံတစ်ခုတော့ဖြစ်လေပြီဟုထိတ်ကနေရှိမိ၏ အိမ်သားအလုံးလေးတယောက်ပြီးတယောက်အိယာမှနိုးလာကြ၏အိမ်တော်ဖွေးရင်ကအမေကြီးငိုတန်ကြားတယ်ဘာဖြစ်တယ်မသိဘူးဟုကျွန်တော်ကစလိုက်ရင်အာလုံးလှုပ်လှုပ်ရွရွဖြစ်လာကနောက်ဖွေးရင်ဘက်သို့နားစွင့်နေကြ၏မကြမီပင်မိဖို့ကြောင့်မှစဖို့မူကိုဆိုးကအမေကြီးရဲ့ညကတခိုးခိုးသွားလို့တဲ့လက်ဝက်လက်စားရင်းနဲ့ငွေ2000ကျော်ပါသွားတဲ့ဟုသတင်းပေးလိုက်ဒီအခါမှကျွန်တော်တို့လည်း နောက်ခွေးရင်တို့အပြေးလွှာသွားကြရလေသည် ကျွန်တော်ကော်ဖီကိုပင်မတောက်နိုင်အာပြီကြောင်းချိန်လဲနောက်ကျနေပြီကျွန်တော်တို့ဤသူအပေါ်ထက်ကသခင်ငွေတိုးတို့သည်လဲလှုပ်လှုပ်ရွရွဖြစ်လာကအောက်သို့ဆင်းလာကြ၏ဘာဖြစ်တာလဲအမေကြီးတခိုးခိုးခံရလို့တဲ့ဒုက္ခပါပဲထိုစဉ်ကကျွန်တော်တို့မိသားစုသည်ပြည်လန်းတွင်အိမ်ကြီးတစ်လုံးကိုငှားရမ်းနေကြ၏တိမ်လုံးမဟုတ် အောက်ထပ်တစ်ထပ်သာဖြစ်၏ အပေါ်ထက်တွင်ပါလီမန်အတွင်းဝန်သခင်ငွေတိုးတို့မိသားစု နေထိုင်ကြ၏ဓမ္မတိသူများက ကျွန်တော်တို့ဟာအိမ်ပိုင်မြေပိုင်တွင်နေထိုင်ကြသည်ဟုအထင်ကြီးကြ၏ဒေါ်ဖွားရှင်သည်ကျွန်တော်တို့၏အိမ်ရှင်ဖြစ်အိမ်ကြီးကိုငှားရမ်းပြီးနောက်ဖေးဘက်၌အိမ်ကလေးတစ်လုံးဆောက်လုပ်ကာနေထိုင်လေသည် အဖွားကြီးသည်မုတ်ဆိုးမှဖြစ်ဆယ်နှစ်ရွယ်သမီးငယ်လေးကတယောက်သာရှိပြီးတူတယောက်နှင့်တူမတယောက်ကို အဖော်အလော်အဖြစ်ခေါ်ထား၏ 30ကျော်မှကံပေါ်သူဖြစ်ရာမေဖြစ်သူ40ကျော်ကမှသမီးက10နှစ်သာရှိသည်သူတို့သည်မြဝကျွန်းပေါ်မြို့လေးတစ်မြို့မှဖြစ်လေသည်သွားလေသူခင်မွန်းတဲ့သည်အစိုးရအရာရှိတဦးဖြစ်ပင်စင်ယူပြီးနောက်အင်ဂျီကိုဈေးချွတ်ချွတ်ဖြင့်ဝယ်ထားခဲ့၏ယခုအခါမင်းကတော်ကြီးဒေါ်ဖွားရှင်သည်အိမ်လခကိုမှီခိုစားပေါက်နေလေသည်တူမောင်ဆန်ညွန့်သည်အဖေဘက်ကတော်ဆက်သောအကိုဝမ်းခွဲ၏သားဖြစ်ပြီးတူမမလေးမူသည် သူ၏အတော်အိမ်ထောင်ကြကလေးကအတူနေထိုင်ခဲ့၏မောင်ဆန်ညွန့်ကမနေ့တနေ့ကမှ တောမှရောက်လာသူဖြစ်၏တောရင် အလောက်ကိုင်းမရှိ၍အတော်ထံသို့ပြေးလာခဲ့၏အသက်20ခန့်သာရှိမည်ဟု ခံမှန်းရသည်မလေးမူကအပြိုကြီးဖဖဖြစ်နေလေပြီကျွန်တော်တို့ရောက်သွားသည့်အခါဒေါ်ဖွားရှင်သည်အိမ်ရှိခန်းတွင်ခြေပြက်လက်ပြက်ထိုင်ကတရှုပ်ရှုပ်ငိုကြွေးမြည်တမ်းနေ၏သမီးငယ်သည်တိတက်ခါစအရွယ်ရောက်နေပြီမို့ မျက်နာလေးစူအောင်းအောင်းနဲ့ငေးမောနေသည်အိမ်ရှိလူကုန်ပင်မျက်နာမตาရကြပြီကျွန်တော်တို့လင်မယားနဲ့ခြေဆင့်နောက်ဆင့်ပင် သခင်ငွေတိုးတို့လင်မယားလည်းရောက်လာ၏ကျွန်တော်တို့ဟာအဖွားကြီးကတခိုးခိုးခံရပုံကိုပြောပြ၏ဘယ်အချိန်ရလို့တော့အတိကျမသိလိုက်ပါဘူးသခင်ငွေတို့ရဲ့မိုးကလည်းတဲနေတော့မိုးအေးနဲ့ဒေါ်တော်တို့လည်းအိတ်လိုက်ကြတာမနဲ့လင်းမှသာတိရတော့တာပါပဲဟုတ်ပါဒေါ်တော်ရဲ့အခုမှပဲ နောက်မိုးကောင်းနေလိုက်တာဒါထက်ဘယ်ကဝင်တာလဲနောက်ဖေးပေါက်ကဦးလေးရဲ့ဟု မလေးမူကဝင်၍ပြော၏နောက်ဖေးပေါက်တကယ်ရွက်ကမစီဘူးမောင်ရဲ့နေနေရွက်နေတယ်တကားတစ်ဖက်ကိုအထဲနေနေတွင်းရင်မိန်းတုံးကိုဖွင့်လို့ရတယ်အဲ့ဒါတော်တော်လေးပြင်မလို့ပဲကိစ္စဝိစရိများနေရနဲ့လက်သမားကိုမှမာဖြစ်ဘူးတော်တော်ပေါ့တာပါပဲအဲ့ဒါခုဘယ်လိုလုပ်ရမယ်မသိပါဘူးကွယ်ကက်တိုင်ရမှာပဲထင်ပါရဲ့တိုင်မဘောတော်တော်ရဲ့တိုင်ရမှာဘောဟု တခင်ငွေတိုးကပြောလိုက်။ဘာတွေပါသွားသလဲတော်တော်။တခင်ငွေတိုးဤမိမရှယ်လီရေးကမျက်လုံးပြူးမျက်စံပြူးနှင့်မေး၏။ကျွန်တော်မိမသည်လည်းစိတ်ဝင်စားလာဟန်တူ၏။တို့ရရင်ကျွန်တော်အားចောင်းသွားရန်သာလက်ကုပ်၍ပြောနေ၏။ចောင်းချိန်နောက်ကြမည်ကိုစိုးရိမ်နေဟန်တူ၏။ကိုကတပည့်ဖြစ်နေကကိစ္စမရှိဘူး။ဆရာဖြစ်နေပြီးနောက်ကြရင်တပည့်တွေက တမော့မော့နဲ့စောင့်နေကြလိမ့်မယ်ဟုတိုးတိုးပြော၏။အိုကွယ်တခါတလေဆရာမလာတော့ တို့ပြောမှာပေါ့တို့ရောကလည်းဆရာမလာပါစေနဲ့စူတောင်းနေခဲ့တာပဲဟုပြောလိုက်ရည်ပြီးတော့လေအမေကြီးကိစ္စအတွက်ဂတ်ကိုသွားရအောင်မေငွေက200တဲ့ဗန်တိုက်သွားရမယ်ဆဲဆဲပဲတနေ့ကပဲရေကျော်ကမတမ်းမီကဆက်လိုက်တာဒါတော့2000တာဆက်လိုက်လို့ပေါ့900ကြံသေးတယ်အရင်2000နဲ့လေးလာအတွက်အတိုးယူခဲ့တာ900ပါများရခဲ့ရင် အကုန်ပါသွားမှာပဲပါသွားမှာပဲလက်ဝက်လက်စားတွေကလည်း 3000ကျော်4000မဲမဲဖိုးလောက်ပါသွားတယ်။အမာတူးဖို့ကြောက်ရောင်ဆုံးဘရက်ကလေးလှုပ်ပေးမယ်ဆိုပြီးမိုးကုတ်ကကြောက်တယ်လာတာနဲ့တနေ့ကမှဝဲထားလိုက်တဲ့ကြောက်ရောင်ဆုံးကတထုပ်ွက်အဲ့ဒါက200တန်တယ်။သူ့နှဇွဲလေးဟာငယ်တယ်ဆိုပြီးအရင်လေးလလောက်ကလှုပ်ထားတဲ့နှဇွဲက600ပေးရတယ်။ခုကာလစီဆိုရင်800လောက်တန်မှာပေါ့။တို့စတိလက်ကောက်တရန်အဲ့ဒါကတစ်ဖက်တစ်ချက်ခွဲသားဆိုတော့၃ချက်သား950လောက်တန်တာပေါ့။ ဒရော့နဂတ်တယံကကာလာစီနဲ့2000ကျော်လောက်တန်နေမကြံတော့ပါဘူးကွယ်ရှိရလေအကုန်ပါပဲအမလီဒရော့ရေဒါရီအိမ်မှာထားရတယ်လားဒရော့နဂတ်ကတော့ဘန်မှာအပ်ထားတာပါပဲဒါပေမဲ့တနေ့ကမင်္ဂလာဆောင်တစ်ခုသွားเสียရှိလို့ပြန်ယူလာတာအဲ့ဒါလေငွေအပ်ရင်မှတခါရဲသွားရမလို့အခုတော့အခိုးခံရလို့မအားဖြစ်တာပဲထင်ပါရဲ့ရှယ်လီရေကျွန်တော်မိမသည်မျက်လုံးလေးအကြောင်သားနှင့် ငေးမောနားထောင်နေတနေ့ကပင်စိန်နဂတ်ပန်းချင်းသည် ပူဇာ၍ဈေးမေးကြည့်ဘူးရာနှမ်းစေတတာလောက်ကိုပင်တထောင်ကြကြဆူလိုက်သည်ကိုပြန်လေအမှတ်ရနေဟန်တူ၏တထောင်ကြဆူရ၌ကျွန်တော်ဖို့ကျောင်းစရာလခငါးလခနဲ့ညီမျှ၏ဒီအခါမှစ၍လခထုတ်တိုင်းစိန်နဂတ်ဖို့ငါးပုံတပုံထုတ်ခဲ့ပြီဟဲ့ဟု ကျွန်တော်ကပြောလေရှိလေသည်ကဲတော်တော်ခုဘာလုပ်သလဲကမ်းမတိုင်ရသေးဘူးပေါ့ ဒေါ်တော်ကတော့မလုတ်တက်လို့ဘာမှမလုပ်ရသေးပါဘူးကွယ်ငါတူများသာ ကြိရှိပြီးလှုပ်ဆရာရှိတာလှုပ်ကြပါတော့ဒါဖြင့်ကျွန်တော်တို့သွားပြီးတိုင်လိုက်မယ်သူတို့လာဦးမှာပဲအဲ့ဒါခြေရလက်ရမပြတ်စင်နဲ့ကဲလာပြို့သခင်ငွေတို့ကမာယုတ်ကတ်သွားရအောင်ကျွန်တော်နှစ်သခင်ငွေတို့တို့သည်ကမာယုတ်ကတ်တို့သွား၍တိုင်ကြပါသည်တိုင်ချက်ကိုဂတ်စရေးကလက်ခံပြီးရာဇွေးအုပ်တယောက်နှင့်စာသင်တယောက်လိုက်လာကြ၏လမ်းတွင်ရာဇွေးအုပ်ကအမှုအကြောင်း ဘာမျှမပြောသေးပဲတခင်ငွေတို့ဤ most rich ကအသက်ဆက်ဆက်အကြောင်းကိုသာအလာဘတလာဘပြောရည်လာဤတဖန်သူ့သားလေးဟာကျွန်တော်တို့အင်ရှိက TTC ကျောင်းတွင် အနှံပေးရန်တခင်ငွေတို့အားစကားကန့်လန့်သည်ကျွန်တော်သားလေးမွေးစားတော့က TTC ကျောင်းကြီးဟာအောက်ခုံပဲရှိသေးတယ်ခမဒါကြီးမပြီးခင်တော့ကကလေးရီတဲတန်းရမှာစာတင်ကြရတယ်ဟောခုတော့ကျောင်းကြီးကိုဟိမ့်လို့စောက်လိုက်တော့လေမြန်သားခမ တစ်နှစ်လောက်ပဲကြာလိုက်တယ်။ကျွန်တော်စိတ်ထဲတွင်ကထင်ကျေးနေကြိုက်သလိုရှိနေ၍ပီတိဖြစ်မိသည်။ဂက်တွင်တိုင်ချက်ဖွင့်စဉ်ကပို၍လေးလေးသာသာရှိအောင်သခင်ငွေတိုးကို ရှေ့ဆောင်စေရာယခုအခါသခင်ငွေတိုးအချိန်ဖြင့်အဖွားကြီးပစ္စည်းတွေပြန်ရကောင်းရဲ့ဟုဝမ်းသာမိလေသည်။သူလိုချင်တာဆောင်ရွက်ပေးနိုင်ရင်ကိုလိုချင်တာလည်းရမည်ထင်သည်။ရာဇဝဲအုပ်ဖို့ယခုအခါသာကြောင်းထားရည်သည် အရေးကြီးနေ၏။ ကျွန်တော်တို့အဖို့ကအမေကြီးစိန်ထုံးနှင့်ငွေများလက်ဝဲတို့ပြန်၍ရရန် အရေးကြီးလေသည်တခဲငွေတို့သည် အတိအကျတာဝန်ခံချက်မပေးသို့တော်စူးစားပေးပါမည်ဟုပြောသည်တခဲငွေတို့သည် သူ၏တာစိန်ဘောเจ้า၌ထား၍ရောက်ဖနှစ်ယောက်အား TTC เจ้า၌ထား၏သူဆောင်ရွက်ပေးသည်ရှိသောຢာကောင်းပါလိမ့်မည် ကျွန်တော်တို့အိမ်တို့ရောက်ကြသောຢာဆွေးအုပ်သည်ဒေါ်ဖွားရှင်အားမေးမြန်းရန်ရှိသည်တို့ကိုမေးမြန်း၏ သူနဲ့အတူကျွန်တော်တို့သည်တခိုးလာသည့်လမ်းကိုကြံဆကြ၏အားလုံးတညီတညွတ်ပြီးပင်ဆုံးဖြတ်ချက်တစ်ခုချကြ၏ကျွန်တော်တို့နေသောခြံသည်ကြံတော်တင်ချိုင်း၏မျက်နှာစာဖြစ်ရကတခိုးသည်နောက်ဖေးပေါင်ရေးဖြစ်သောကြံတော်တင်ချိုင်းကိုဖြတ်ကျော်ကားပင် ပြန်ရန်အကြောင်းရှိသည် ဟုတ်ပါပြီတခိုး၏ခြေရာများကိုကြံတော်တင်ချိုင်းဘက်၌တွေ့ရသည်ခြေသို့ဆက်၍လိုက်ရန်ကပလိတ်နှင့်စုံတော့၏အလုတ်သာတီးပစ္စည်းစရင်ပေးရပြန်၏ အမေကြီးကပြက်တောင်းပြက်တောင်းပြောနေလင်းသူဤတူမမလေးမူကဝင်၍ထောက်ကူပေး၏ရာဇွဲအုပ်သည်မလေးမူထံမှပစ္စည်းစရင်ကို ရေးမှတ်၍အရသာတွေ့နေဟန်တူ၏ဒါဘဲလားဒါဘဲလားဟုသောမိကုံးကိုထက်ကာထက်ကာမေး၏မလေးမူကလည်းတငငိမ်နက်နက်ထောင်းသူကက်ကာကက်ကာပြော၏ပြီးလင်အင်းဤအနေထားအတွင်းအပြင် အခြေအနေတို့ကိုကြည့်ထူးခြားချက်တစ်ခုတွေ့ရ၏ရင်းကာတခုသည်စိန်ထဲရွှေတွေနှင့် ငွေမှလွဲ၍ဘာကိုမျှမယူခြင်းပင်ဖြစ်လေသည်ရာဇဝဲအုပ်ဤကောက်ချက်သည်မြည်တို့ဖြစ်လေသည်မသိဖွင့်၍မပြောသေးပေပြီးတော့ခြံထဲမှာဘသူတွေနေကြသလဲအဖော်အိမ်သားဗနဲ့ရောက်လေဤရင်တကောင်စရင်ပေးရဤသခင်ငွေတို့ကစ၍သူတို့အိမ်သားများစရင်ပေးဤဒရိုင်ဘာတယောက်ကလေးထိန်တယောက်ထမင်းချက်တယောက်စသည်စသည်တို့နှင့်အိမ်သားများ၏စရင်ကိုပေးဤပြီးလျင်ကျွန်တော်တို့အလှည့်ရောက်လာ၍ အိမ်ရှိလူကုန်စရင်ပေးလိုက်ရပြန်သည်ခြံကြီးအတွင်း၌အိမ်နှိမ်အိမ်သာရှိအိမ်ကြီးတွင်သခင်ငွေတိုးနှင့်ကျွန်တော်တို့နေကြပြီးအိမ်လေးတွင်ဒေါ်ဖွားရှင်မိသားစုနေထိုင်၏ဒေါ်ရိုအိမ်မှာအားလုံးမှ၄ယောက်ပဲရှိပါရယ်ဒေါ်ရိုရေဒေါ်ရိုသမီးရေတူလေးတစ်ယောက်နဲ့တူမလေးတစ်ယောက်ရေနေကြပါရယ်နာမည်တွေပြောပြပါအောင်ခင်ဗျာဒီကဒေါ်ရိုကမဖွားရှင်နဲ့ဟုတ်ကဲ့ဒေါ်ရိုနာမည်တော့သိပါပြီဒေါ်ရိုအသက်မိဘနာမည်နဲ့ ကြံတဲ့အိမ်သားတွေရဲ့နာမည်မိဘနာမည်အလောက်ကိုင်းအသက်ဟုတ်ကဲ့ဒေါ်လေးအစာကျမပဲပြောပြပြရစီလားအကိုကြီးမလေးမူကတခင်ငွေတိုးကိုပြောတယ်လို့လို့နဲ့ရာဇဝဲဥပ္ပတ်တို့မျက်စာချီကပြော၏ပြောပါပြောပါနှစ်အောင်လုံးကပင်ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်ဒေါ်လေးအဖေကဥကြံထူးဒေါ်လေးအသက်က46နှစ်ဟုတ်တယ်နော်ဒေါ်လေးနေစမ်းပါအေးအင်းခု23ခုဝါခေါင်လာဆန်း6ရက်ဆိုတော့ 46နှစ်ပြည့်ခဲ့ပြီအေးရဲ့ခုတစားမုံမဲဟာဝါကောင်ကပြည့်ခဲ့တော့9နှစ်ထဲမှာပေါ့ဤဟုတ်ပါပြီဒေါ်လေးရဲ့လေးမူကလည်း48နှစ်ထဲမှာလို့ပြောမလို့ပါအလောက်ကင်ကတော့ကုံတယ်ပဲပြောကြပါစို့အိနီယာရင်ရာဇဝဲအုပ်သည်ရေးမှတ်ရာမှရက်တန့်လိုက်ပြီးကျွန်တော်တို့ဟာကြည်နေဤကုံတယ်ပေါ့ဗျာပင်စင်စားပဲဟာအယောင်းဝယ်လေးပါလေးနင်းနေပပလို့တော့ကုံတယ်ပေါ့ဟုသခင်ငွေတိုးကအတီးပြုတ်လိုက်ဤဒီအခါရင်မှရာဇဝဲအုပ်သည် ဆက်လက်ရေးမှတ်ပြန်လေသည်ဒီနောက်အမာတူမလေးမူနှင့်မောင်ဆန်ညွတ်တို့၏အသက်မိဘအမိစသည်တို့ကိုမေးမြန်းသမျှစုံစစ်အောင်မလေးမူကပြောပြ၏ဒါထက်မောင်ဆန်ညွတ်ရောမမြင်ပါလားဟုရှယ်လီအေးကအမှတ်မဲ့မေးလိုက်ရာဇွဲအုပ်ကလည်းဟုတ်တယ်ကျွန်တော်လည်းမေးမလို့ပဲအဲ့ဒီဒရော့တူဆိုတာကဘယ်ဟာလဲဟုမေးလေ၏ဒီအခါတော်ဖွားရှင်နှင့်မလေးမူတို့သည် ဟိုဒီဒီကြီးကမောင်ဆန်ညွန့်ကိုရှာကြဤမောင်ဆန်ညွန့်ကိုမနဲ့ကလေးကကျွန်တော်တို့မမြင်မိကြပြီအဲ့ရကနိုးစားကတော့မြင်တာပဲဘယ်ထွက်သွားတယ်မသိပါဘူးကိစ္စမရှိပါဘူးတော်တော်မေးစရာလည်းပြီးပါပြီကျွန်တော်ပြန်အောင်မယ်အတွင်းဝင်မယ်အเจ้าထူးရင် ကျွန်တော်လာခဲ့ပါမယ်ခတ်တာကအဝဲအထဲပါမသွားတာအတော်ဆိုးတယ်အဝဲအထဲဆိုတော့အပေါင်ဆိုင်တွေလိုက်ရင်မြ мян တိရမှာပေါ့စိန်ရွှေဆိုတော့ထုခွဲရလိုက်ဖို့အချိန်နှောင်းမှာပေါ့ ခမရဟာကအဝဲထယ်ရီထပ်ပြီး အခိုးခိုင်းရအောင်ပါကိုဗျာဟဲဟဲဟုကျွန်တော်ကရည်စရာပြောလိုက်သည်စူးစားပြီးလိုက်ပေးသမှာဗျာကျွန်တော်တို့လည်းလာခဲ့ပါဦးမယ်ဟုတခင်ငွေတိုးကမှားကြ၏ရာဇဝဲအုပ်သည်တခင်ငွေတိုးမှားကြသည့်အခါလေးစားသည့်အမှုရာဖြင့်ခေါင်းညှိ၏ကျွန်တော်တို့သည်သူ့အားခြံပောက်ဝအထိလိုက်ပို့ကြ၏ခြံပောက်ဝတွင်ခဏရက်တံပြီးခိုးရဲဆိုတာအတွင်းလူပါမှအောင်မြင်သားခမရခုကိစ္စမှာ ဓာတိကသတင်းပေးတာပဲစိန်ထဲရွှေတွေနဲ့ငွေကလွဲပြီးဘာမှယူမသွားဘူးဆိုတော့ရရခိုးဖို့လာတဲ့တခိုးမဟုတ်ဘူးအဲ့ဒါကိုပဲခိုးဖို့လာတဲ့တခိုးဖြစ်ရမယ်အဲ့ဒါမောင်ဆန်ညွန့်ဆိုတဲ့အဖွားကြီးတူကိုကျွန်တော်နင်းနေမေးချင်စမ်းချင်သေးတယ်နေ့လေလောက်တစ်ခေါက်လှည့်လာခဲ့ဦးမယ်ဟုပြော၏ရာဇဝတ်ကိုပြန်သွားရင်ကျွန်တော်တို့လည်းအဖွားကြီးအိမ်ဘက်သို့ခဏသွားကအပေးစကားပြော၍ကိုယ့်အိမ်ကိုပြန်ခဲ့ကြပါသည်ကျွန်တော်အဖို့ ကြောင်းလဲမသွားဖြစ်တော့ပါအိမ်တို့ပြန်၍ရောက်သည့်အခါစေနာဤတတရှိနေပြီဖြစ်၍ထမင်းစားကြပါသည်ထမင်းဝိုင်းတွင်တယောက်တစ်မျိုးထင်မြင်ချက်ပေးကြ၏ဥစ္စာပြောင်းငရေရောက်ဆိုသည့်အတိုင်းအတွင်းတခိုးဖြစ်ဟန်တူသည်ဆိုကဘယ်သူလက်ထောက်ချသလဲဟုတွေးတော်ကြ၏မောင်ဆန်ညွန့်ကဘယ်သွားတာလဲခုတက်ထိပြန်မလာသေးဘူးလားကောင်းလေးမယိုးဘူးထင်နေဟုတယောက်ကဆိုင်ဒီကောင်လေးဟုတ်မယ်မထင်ပါဘူးအဖွားကြီးသွေးသားပဲဟာ မဟုတ်ရင်ဘယ်သူလက်ချက်ဖြစ်ရမှာလဲခုခေတ်ကြီးမှာသွေးရဲတားရဲမရှိဘူးဒါကတော့တခိုးလက်ချက်ပေါ့တခိုးလက်ချက်မှန်းတော့တိတာပေါ့လက်ထောက်သူကိုပြောတာလက်ထောက်ချတယ်ဆိုတာပလိတ်ကတွေ့တာကိုဘယ်သူမှလက်ထောက်မချပဲသူ့ဘာသာသူဝင်ခိုးပြီးကန်ကောင်းလို့ကြက်ကန်းဆန်ဟိုတိုးသွားတာရောမဖြစ်နိုင်ဘူးလားမြည်တော့ပင်ပြောကြစေကမူကျွန်တော်ဒီမောင်ဆန်ညွန့်အကြောင်းကိုသာစဉ်းစားနေမိပါသည်မောင်ဆန်ညွန့်ဘယ်ရောက်နေသလဲဟုမေးကလေးက မောင်ဆန်ညွန့်အကြောင်းကိုစဉ်းစားမိခဲ့၏သူ၏အကြောင်းသည်စိတ်ဝင်စားစရာကောင်းလေသည် မောင်ဆန်ညွန့်သည် ကျွန်တော်တို့ခြံထဲသို့အဖွားကြီးအိမ်လွန်ခဲ့သည့်၃လခန့်ကရောက်လာခဲ့၏လူသစ်ဖြစ်သောမောင်ဆန်ညွန့်၏ကိုရီးကိုရာကိုသူ၏အတော်ကကျွန်တော်တို့ဟာပြောပြခဲ့ဘူး၍အ ਨੇ ချင်းသိခဲ့ရပါသည် မောင်ဆန်ညွန့်သည်ဒုတိယကမ္ဘာစစ်ဖြစ်လူလူအချိန်၌လူဖြစ်လာခဲ့၏သူ့ကိုမွေးသောနှစ်တွင်ဟစ်တလာသည်ဩစတြေးလျနှင့်ချက်ကိုစလိုဗေးကီးယားကို အဓမ္မသိမ့်ပိုက်လိုက်ထိုနှစ်မှာပင်အီတလီဖက်စစ်အာနာရှင်မူဆိုလီနီသည်မန်ချူရီးယားကို သိမ့်ပိုက်ခဲ့သည့်ဖက်စစ်ဂျပန်အားအတိအမှတ်ပြုလိုက်အီတို့အတိအမှတ်ပြုခြင်းဖြင့်ဝင်ရိုးရန်အဖွဲ့ကိုတီထောင်ကာမဟာမိတ်များကိုအန်တုလိုက်လေသည်တနည်းဆိုရင်မောင်ဆန်ညွန့်သည်နေချက်စစ်ပွဲများအချိန်တက်ချိန်၌လူဘွားကိုရရှိခဲ့သူဖြစ်လေသည် မောင်ဆန်ညွန့်ကြီးပြင်းကလူလာမြောက်ခဲ့ရသည့်ကာလသည်ကဘာမြေပြင်နှင့်အဝံ စစ်မီးဟုံဟုံတောက်ခဲ့သည့်အချိန်များဖြစ်ဗမာပြည်သို့လည်းစစ်မီးကူးဆက်လာခဲ့၏ငါးနှစ်သားရွယ်ရင် သူ၏အမေသည် အင်္ဂလိပ်စစ်တပ်နှင့်ဒဏ်ရာဖြင့်တေပွဲဝင်ခဲ့ရကသူ့အဖေကိုဂျပန်ကတန်ဖြူစရက်သို့ချွေးတက်ဆွဲသွား၏ယခုအချိန်ထိသူ့အဖေပြန်မလာတော့ပေတေသည်ရှင်သည်ကိုလည်းမသိရစာတင်ကျောင်းတကားများပိတ်သောစစ်ကာလတွင် သူသည်မိဘမဲ့အလေအလွတ်အဖြစ်ကြီးပြင်းခဲ့ရလေသည် စစ်ပြီး၍ရှစ်နှစ်သားအရွယ်ရောက်လင်လက်ဖေးဆိုင်တစ်ခု၌ပကံစေးအလုတ်ရခဲ့ဤအချိန်တွင်စာသင်ကျောင်းတကားများသည်အကျဉ်ထောင်တကားများနှင့်အတူ ပွေလာကြလေပြီတို့ရာတွင် သူရတော်မဖွားရှင်သည်30ကျော်မှကံပေါ်ရာသူတို့အားခြံခဲ့၍အစိုးရအလုတ်ဖြင့်နေလှည့်နေရသူ ခင်ဘိုးနောက်သို့ကောက်ကောက်ပေါင်းလိုက်သွားရ၏မကြမီပင်ပြည်ရင်းတပုံထလေရာရောရောင်နောက်လိုက်အမြောက်ကြိုက်ကလေးမောင်ဆန်ညွန့်သည် 1952ခုနှစ်ဦးတွင်တပုံများနောက်သို့ကောက်ကောက်ပေါင်းလိုက်သွားခဲ့၏တို့ရရင် ကြကြမနေနိုင်ပါ1954ခုနှစ်မိုးနှောင်းတွင်ငှက်ဖျားကန်၍လူမမာဖြစ်ကာမြို့သို့ပြန်ရောက်ခဲ့ရ၏ဒီအခါတွင် လူပြိုပေါက်ကလေးဖြစ်နေပေပြီတို့နှင့် တောရင်စေးကူး၍နလန်ထသရှိသောအခါ သူ၏အတော်ရှိရာသို့လိုက်ရန်ကြိုးစားသည်အတော်မှဒီအခါမော်ဆိုးမဘွားသို့ရောက်နေပြီဖြစ်၍အပေါ်ဝန်မထမ်းနိုင်တော့ပေ ထို့ကြောင့်ဆန်ဆက်နှင့်လေတော်ပတ်ဝန်းကျင်တွင်ကျင်လေရင် အသက်မွေးခဲ့ရ၏နှစ်နှစ်တသာလူမွေးလူတောင်မပြောင်းနိုင်ပေရှိခဲ့ရ၏သူရသောလောက်ခသည်ကုံစည်းခေါင်ခိုက်နေသည်ကို လိုက်၍မမိနိုင်ရှိခဲ့၏သူကြည်ပြင်းခဲ့ရသောဇာတိရက်မြေသည်ပျော်စရာမကောင်းတော့ပေသူ၏မိဘများလက်ထက်ကမူစံဆက်မြေချောင်းရည်နှင့်လေတော်ဖွဲ့ဖွဲ့တို့တွင်ပျော်စရာအတိရှိခဲ့သည်ဟုဆို၏မောင်ဆန်ညွန့်ကအရွယ်နှင့်မလိုက်အောင်ပင် လောကရန်တရားကို နားလည်ခဲ့သည်ဟုဆိုရပေမည်။ယခင်၃လခန့်ကမူမောင်ဆန်ညွန့်သည်ရန်ကုန်သို့ရောက်လာခဲ့၏။သူ၏တော်ကလူပိုတာဝန်မယူနိုင်လင်ကိုအားကိုကိုဟန်ဖြင့်အလောက်ကိုင်းရှာဖွေ၍နေထိုင်စားတောက်ရန်လာခဲ့ခြင်းဖြစ်၏။သို့သောယနေ့တိုင်မောင်ဆန်ညွန့်အလောက်ကိုင်းရှာဖွေ၍မရနိုင်သေးပါ။မောင်ဆန်ညွန့်အကြောင်းကိုစဉ်းစားရင်ထမင်းပွဲ၌သာထိုင်ခဲ့ရတော်လေ။အရသာမတွေ့ပါ။ထမင်းစားပြီလင်ဘသူကိုမျှစကားမပြောတော့ဘဲ တရင်းစာကိုကင်ကပလက်ကလထိုင်တွင်စိတ်ပန်းဖြေရလေသည်တို့ရာတွင်စိတ်ပန်းကမပြေပါလေတရင်းစာဤတနေရာတွင်ရန်ကုန်မြို့လေကောင်လက်တာလမ်း၌ဖြစ်ပွားသောအမှုအခင်းတစ်ခုကိုဖတ်မိ၏အမှုကအဖွားဤပစ္စည်းကိုညည်းရင်ကကြံရပါများနှင့်အတူဓားပြကတိုက်သွားခြင်းဖြစ်လေသည်ကျွန်တော်လည်းချက်ချင်းပင်တရင်းစာကိုကင်ကသခင်ငွေတိုးရှိရာအပေါ်ထက်သို့ပြေးတက်သွား၏အိမ်သားအလုံးသည်ကျွန်တော်ကိုငေးမောကြံရိတ်ခဲ့ကြ၏ ကျွန်တော်မိမသည်ထက်ကြပင်နောက်မှ လိုက်လာလေသည်သခင်ငွေတို့သည်ဧကန်းတွင်ထိုင်ကစီကရက်တလိပ်ကိုဖွာနေရမှကျွန်တော်မျက်နှာကိုကြည့်၍အံ့အားသင့်နေဟန်ရှိကျွန်တော်နောက်မှထက်ကြလိုက်လာသောကျွန်တော်မိမကိုပါမြင်လင်ပို၍ခေါင်းနှပန်းကြီးသွားဟန်တူလေသည်ဘာလဲဗျဘာဖြစ်လို့လဲလာလေထိုင်ကြပါဦးကျွန်တော်စကားကိုပင်မဆောင်နိုင်တော့ပဲတိလို့သောဖြင့်မေး၏ဒီမှလေဗျာတမန်နေ့ကလက်တာလန်းဌာနရှိကအိမ်မှာ ဓမြတိုက်သွားလို့တဲ့အချိန်က မနက်9နာရီတသာရှိသေးတယ်ဗျတရခန်တွေလည်းမိပြီတိုက်တဲ့သူကအိမ်ရှင်းအဖွားကြီးရဲ့မြေရင်နဲ့ကြံရပါများတဲ့ကဲဟုပြောကသတင်းစာကိုထိုးပေးလိုက်တခင်ငွေတိုးသည်သတင်းစာကိုစိတ်ဝင်စားစွာဖတ်နေ၏ကျွန်တော်မိမကမူဘာများလဲလို့တော့ဟာကအလန့်တကြားရှိလိုက်သားဟု ပြောကအောက်ထပ်သို့ဆင်းသွားလေသည်တခင်ငွေတိုးသည်သတင်းစာဖတ်ပြီးလင်အေးဗျာ ကျွန်တော်တို့ဗမာပြည်မှာလည်းတနေ့တခြားအကျင့်စာရိတ္တပျက်စီးနေတာပဲမကြုံစဘူးမကြားစဘူးတွေ့ကြုံရကြားနေရပြီဟု ပြောကတက်ပြင်းချည်သူပြောသလိုပင်အကျင့်စာရိတ္တပြက်ပြားမှုများကို နေ့စဉ်နဲ့အမျှသတင်းစာများ၌ဖတ်နေရ၏လူတက်မှုမရိမှုဓမြမှု ခိုးမှုမရခိုးမှု နောက်မီးလင်းမှုလူမြင်ကွင်းတွင် မတော်တရော်ကျင့်မှုတိမ့်လိုက်ချီ၍ခြားစားမှုဘိန်းချမှုပြန်ပေးမှု စိန်ထောက်မှုလိန်လဲမှု စသည်စသည်စသည်တို့မရေမတွက်နိုင်အောင် ပေါ်ပေါက်နေလူတက်သမရရဆက်ဆက်တက်ကြ၏ငွေငါးချက်ရရုံနှင့်တက်၏ပေါက်စိန်နှင့်ပေါက်၍တက်၏တန်းစီ၍တနက်ဖြင့်ပြစ်တက်၏ကလေးမိမမရှောင်းတက်၏မရင်းချင်းရာတွင်လည်းရှင့်နှင့်သမီးကစား၍အမေဟုအထီကျင့်၏နောက်မီးကိုလည်းလင်ကြီးရှေ့၌လင်း၏ဓမြတက်ရာတွင် လူတက်လိုက်သည် လူမြင်ကွေးမတော်တေရကျင့်ကြ၏တိုင်းပြည်ဗန္နာတော်ကို အဖေ့ပစ္စည်းလိုသုံးဤခိုးဤပြန်ပေးဆွဲ၍ကလေးလူမမေများကိုတတ်ဤဒီတော့မော်ဆန်ညွတ်လက်ထောက်ချမယ်ဆိုတာဖြစ်ချင်းဖြစ်နိုင်တယ်။ तू မလုပ်ဘူးလို့တွေးလို့မရဘူး။ဒါပေမဲ့ तू ဘာကြောင့်လုပ်တယ်လဲဆိုတာဟာပြဿနာပဲဗျ။ခုပဲညီရင်ကဖွားရည်ပစ္စည်းခိုးလို့တခိုးလက်ထောက်ချတယ်ဆိုတော့မောင်ဆန်ညွတ်ဟာ तू အရင်မှမဟုတ်ပဲလှုပ်ချင်လှုပ်မှာပဲ။အဲ့ဒါအကျင့်စာရိတ္တာမကောင်းလို့ပေါ့။အေးဗျာ။ အကျင့်စာရိတ္တမကောင်းလို့ဆိုတာကျွန်တော်နားလည်ပါရယ်ဒါပေမဲ့အကျင့်စာရိတ္တမကောင်းဖန်တီးပေးတဲ့ပတ်ဝန်းကျင်ရှိရမယ်ကျင်လည်ခဲ့ရတဲ့ဘဝကလည်းရှိသေးတယ်သူကြီးပြင်းခဲ့ရတဲ့ခက်ကိုလည်းစင်ချင်ကြည့်ရအောင်မယ်ဒါရီနဲ့မဆိုင်ပါဘူးဗျာမုံဆိုးနာနီမုံဆိုးတင်္ဂါနာရီတင်္ဂါပေါ့လာတဲ့အတန်းအစားလည်းကြည့်အောင်မှာပေါ့ပြီးတော့ပညာလည်းမရှိဘူးဆိုတော့ဘယ်မှာစင်ချင်စဉ်းစားနိုင်တဲ့ဉာဏ်ရှိပါမလဲဒါရီဟာမကောင်းတဲ့အတိတ်နမိတ်တွေပေါ့ မော်ဖိုနာနီမော်ဖိုတန်ဃာနာနီတန်ဃာဆိုတာကျွန်တော်မယုံချင်ဘူးသူဟာဘလောက်ပဲမကောင်းတဲ့ပတ်ဝန်းကျင်မှာနေရပေမဲ့အဲ့ဒီဘွားကအလွတ်ယုံဖို့တော့စူးစမ်းကြသေးတာပဲမတက်နိုင်ဘူးလေဗျာအစိုးရကလည်းတက်နိုင်သလောက်လှုပ်ပေးနေတာပဲအကျင့်စာရိတ္တပြုပြင်ပေးမဲ့အသင်းတွေလည်းဒူးနေသေးကုညီမဲ့အသင်းတွေကလည်းဒူးနေသေးအစိုးရကလည်းကုညီသေးတယ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးနော်ဒါပေမဲ့နိုင်ငံရေးစကားပြောတယ်အထင်ခံရမှာကြောက်တယ် ဒီနေ့လူတွေမှာပတ်စံမရှိဘူး။ကုန်သေးကြီးတယ်။ငွေတန်ဖိုးမရှိဘူး။အလုတ်ကန်ရှားပါလာပြီ။အကျင့်စာရိတာ ကောင်းရင်အလုတ်မရဘူး။မကောင်းမှရရမလို့ဖြစ်နေပြီ။ဒီခေတ်ကြီးထဲမှာအကျင့်စာရိတာ ပြတ်ကြမှာပဲမဆန်းဘူး။ကျွန်တော်တို့တွေခုခံနေကြရတာဘယ်ဝေကျွေးလဲမသိဘူး။တိုင်းပြည်ကလည်းမငြိမ်မသက်နဲ့လူဘဝဟာဒုက္ခပေါင်းကြီးပါလားဆိုတာသဘောပေါက်လာတယ်။ထိုးချိန်တွင်သခင်ငွေတိုးကြီးရောက်ဖာနှစ်ယောက်အိမ်ပေါ်ထက်သူ သူညံစွာပြေးတက်လာကြပြီးသခင်ငွေတူအားဖိတ်စာတစောင်းပေးဘာရဲလဲပြဟုမေးကဖိတ်စာကို ကြည်လိုက်မိသခင်ငွေတူသည်ဖိတ်စာကိုဖွင့်ဖက်ကကျောင်းဖွင့်ပွဲရယ်ဗျာကျောင်းသက်ဆောက်ပြီးကလေးကကျောင်းဖွင့်ပွဲကိုမလုပ်ရသေးဘူးဝန်ကြီးမအားတာနဲ့တရားကြီးမအားတာနဲ့ကာပွဲလေးလှုပ်ချင်သေးတာနဲ့စောင့်နေရတာပေါ့ဗျာခုမှစုံပြီးလုံးမလို့တဲ့ကျွန်တော်ဒီပြည်လန်းဘက်မှမိုးတို့ထိုးထွက်နေတော့ကျောင်းကြီးကိုကြည်ကဟိုတုန်းကအုပ်ပုံအဖြစ် မြင်ရောင်မိပါသည်ယခုက အုတ်ချက်များတလှပြီးတလှတက်လာကဒူးရဲကြီးမာလာပြီးအဆအူကြီးဖြစ်လာ၏ချေခက်ကဆိုလင်ပြည်လန်းပေါ်တွင် TTC ចောင်းသည်ကြက်တရေဆောင်အဆအူကြီးတစ်ခုဖြစ်၏ဂျပန်ခေတ်တွင်ဘုံတံကြောင့်ပြာပုံအတိဖြစ်သွားခဲ့၏ចောင်းကြီးကိုကြည်ရင်တစုံတစ်ခုတွေးမိကသခင်ငွေတူအားပြောပြမိဒီမဲ့သခင်ငွေတူ TTC ចောင်းကြီးဆောက်တာဘလောက်ကြာလိုက်တယ်လဲဘာကြာမလဲဗျာတစ်နှစ်ပေါ့ အုံမြစ်ကစားပြီးစောက်ရတာမှမဟုတ်ပဲဘုံချလို့ပျက်စီးသွားပေမဲ့အုံမြစ်ကြမ်းခဲ့သေးတယ်ဗျဒါတော့ပျက်စီးဆုံဆုံလင်းလင်းနဲ့စောက်ရရင် အလွန်ဆုံး၈လလောက်ကြာမှာပေါ့အေးဗျာစစ်ကြောင်အစာဦးတွေပြက်ကြတယ်လူတွေတေကြီးဒုက္ခရောက်ကြရတယ်အိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်ပျက်စီးသွားတဲ့အစာဦးကိုပြန်ပြီးစောက်လိုက်ရင် လွဲတယ်အိုးအိမ်ပြန်လဲထူထောင်ရင်လွဲမယ်ဒါပေမဲ့စစ်ကြောင်ပျက်စီးခဲ့တဲ့လူတွေရဲ့အကျင့်စာရိတ္တနဲ့စိတ်ဓာတ်ကိုတော့ ြန်ပြီးတိဆောက်ဖို့လွယ်မယ်မထင်ဘူး။တခေငွေတိုးသည်ကျွန်တော်ဤဆိုလိုရင်းကိုသဘောပေါက်ရအခက်မပေါက်ရအခက်ဖြစ်နေဟန်တူလေသည်။ကြော်အောင်မိတ်ဆွေများခင်ဗျာအခုဆိုရင်တော့1958ခု January လထုတ်မြောက်ရီမဂဇင်းအတွဲ6အမှတ်3တွင်ပါဝင်ခဲ့ရယ်။စာရေးသူကြော်အောင် ရေးသားထားတဲ့မြေအုပ်ပြိုတော်လို့နာမည်ရတဲ့ဝတ္ထုတိုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါရယ်။အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်း ကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်းတာယာအေဂျင့်ရဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ